င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ဇဂိုင်းမင်္ဂလန်ပါစစ်တပ်စစ်ကြောင်းတိုက်ခိုက်မှုခါလာတရား၁၀ချောင်းမှာပိုကြီးမင်းထွန်းစွန်အပါဝင်စစ်တပ်9ဦးသေဆုံးပြီးတနက်ခွန်လည်းရရှိဇဂိုင်းတိုင်းဇဂိုင်းမင်္ဂလန်မှာစစ်တပ်စစ်ကြောင်းကိုစားကြတိုက်ခိုက်မှုခါလာတရား၁၀ချောင်းမှာပိုကြီးမင်းထွန်းစွန်အပါဝင်စစ်တပ်9ဦးသေဆုံးပြီးတနက်ခွန်လည်းရရှိကြောင်းယူနီကော့ပြသတဲ့ဘက်အတောင်ရှိသူကပြောတယ်။ အော်ဒီမလားစတဲ့အနေစကိုင်းမင်းကလည်းပေါတော်ကြီးအမဖြည်တဲ့ကိုဖန်စီစစ်စင်းနဲ့အင်အား20ကံပေါစစ်တဲ့စစ်ကြောင်းကိုယူနီကောပြကြတဲ့ဘွဲကကင်မဝဲတင်ဆောင်ကြိုးပြီးရောတိုက်ခိုက်ခဲ့ကြအောင်အစောမှာတိုက်ပွဲမှာကလာတရတဆက်ချောင်းမှာပိုကြီးမင်းထွန်းစောဘာဝင်းစစ်သားငါအောင်မျက်မြင်တင်ဆောင်ခဲ့ကြအောင်တခြားစစ်သား15အောင်လည်းထိခိုက်ဒဏ်ရာရှိပြီးပြည်သူတွေထမဆိုင်ကိန်းတဲ့ကားတွေကိုအတင်းလူရထွက်ပြေးသွားကြောင်းသိရတယ်စစ်ခွေးတဲ့စင်းကထပ်တူတော့မတရားသေးစစ်ခွေးရှင်ဖမ်းမိမဖမ်းမိရတော့မရှိဘူးစစ်ခွေးတွေကပြည်သူတွေရဲ့ကားနဲ့ဆိုင်ကိန်းလုပြီးထွက်ပြေးတယ် သူတို့တို့နေရာတိုင်းကမလုံးကြုံမှုဆိုတာပြကျင်နေအဆိုပါစစ်တပ်စစ်ကြောင်းထံကနေ MA1 တနက်နှစ်လက် MA3 တနက်သုံးလက် MA5 တလက်6လုံးပြုတ်တလက်အင်နာကတလုံး icon တစ်ခုတိုင်းစီရမိပြီးတော်လိုင်းရဲဘော်တောင်ကြားဆောင်ခဲ့ကြောင်းပြည်သူများနေဖြင့်စစ်တပ်နဲ့တနိုင်သမျှခဝေးမှနေထိုင်ကြရင်ယူနီကွန်ပြောင်းချတဲ့ဖွဲ့ကအတည်ပြုတယ် ဆက်လက်ပြီးတော့လက်ဗဒန်မှာစစ်တပ်စစ်သားတို့ကုလုံပြောင်းဒေါ်လာရေးတက်တွေတိုက်ခိုင်းဘကုန်းတိုင်းလက်ဗဒန်မြို့နယ်မှာစစ်ကောင်စီတပ်စစ်သားတို့ကုလုံပြောင်းဒေါ်လာရေးတက်တွေကတိုက်ခိုက်ရမှာစစ်သား20ကျော်တင်ဆောင်ပြီးအရှင်ဖက်စီရမီသူ10ဦးကျော်ရှယ်လူစေးတဲ့မြစ်တင်နဲ့တိုင်းတောင်ရှိတဲ့တွေကပြောတယ်အော်တိုဝါလာ15ရက်မှာလက်ဗဒန်မြို့နယ်တရားချောင်းကျောင်းကိုစစ်ကြောင်းထုတ်လိုက်စစ်ကောင်စီတပ်နဲ့ဒေါ်လာရေးတက်ဖက်တွေတိုက်ပွဲဖြစ်ခဲ့တယ်အသေး20ကျော်ရသလိုအရှင်10ဦးထပ်မင်းဘကုန်းနောက်ကျန်စေးတဲ့မြစ်ကပြောတယ်ဒါအပြင်လက်နဲ့အလက်20ဝင်ခြင်းနဲ့ ဆယ်သုံးဆောင်ပြည်စည်တင်ရခဲ့တဲ့ဆယ်ကောင်စီတသားတင်ဆောင်မှုနဲ့အရှင်ဖမ်းမိရတဲ့ကိုတာရီခိုင်တန်း383နဲ့တက်ခွဲနေတဲ့တက်ခွဲကအတည်ပြုတယ်ကျွန်တော်တင်ထုတ်ပြန်ပြီးမှဖြေချလို့ရမယ်လို့တရင်383နဲ့တက်ခွဲနေတောင်ရှိသူကပြောတယ်အတော်ပါတရနေ့ကလည်းလက်ပတန်းမြို့နဲ့မှောင်ရောက်စုကမ်းပြော်ကြီးကြားမှာစစ်မှုထမ်းကြီးကောက်ပြီးထွက်ခွာလိုက်ရန်20ကျော်ပါစစ်သားနေရီကိုတိုက်ခိုက်မှုမှာဆင်းဥစုဘက်ကနှောက်သေးပြီးတနက်နယ်လက်နဲ့ခန်းချိုရရှိခဲ့ပါတယ်ဆက်လက်ပြီး KI PDF ကန့်ကွက်ကြောင်းစစ်တပ်ကပူတောင်ဒေသခံတွေကိုစစ်တောင်ခွင့်ပေးပြီးဆန္ဒပြခိုင်းကချင်ပြည်နယ်ပူတောင်မြို့ရှိ KAI KPDF တပ်ဖွဲ့ဝင်စစ်တပ်ဦးလက်နက်ချအလင်းဝင်လာကြောင်းစစ်ကောင်စီထောက်ခံသူတွေကအော်တိုဘလဆက်သွဲနေမှာတရင်မိုင်းနဲ့ဝါလာဖြတ်နေကြောင်းကချင်လွတ်လပ်ရေးတပ်တော် KAI တရင်ပြန်ကြိုင်ဌာနကအော်တိုဘလ15နေ့ညနေပိုင်းမှာဖော်ပြတယ်။မြေကြီးနာမြို့ချိန်ဆိုင်မြောက်ပိုင်းတိုင်းစစ်ဌာနကြောင့်မှ KAI တပ်ဖွဲ့မှစစ်ကောင်စီတပ်အလင်းဝင်လာသူတွေကိုမိဘတွေထပ်ပြန်တဲ့အနှံ့နဲ့ဆိုပြီးဓာတ်ပုံတွေနဲ့အတူလူမှုကွန်ရက်မှာဖြန့်ဝေလာတဲ့ပေါ်ကင်ကအခုလိုရှင်းလင်းခဲ့တာ ။ဒါပြန်အော်တိုဝါခုနှစ်ကလည်းဘူတောင်မြို့ခလန်ဘူးတင်တာပြည်သူတွေကိုတိုင်းနာတုံးမလားမနေရမိန်ထုတ်ပြောတုံးလင်ကျက်တသောင်ခွဲစီပေက KI ကို KI ကမလိုလားကြောင့်ဆန္ဒပြောဆိုမှုတွေပြုလုပ်ခိုင်းကြောင်းဒေသခံတွေကိုကိုးကားပြီး KI သတင်းပြန်ကြားရေးဌာနကဖော်ပြတယ်။အဲဒီဆန္ဒပြမှုကစစ်တပ်ကအတ္တမဖိအားပေးခိုင်းစရာဖြစ်တယ်လို့လည်းဖော်ပြတယ်ပြည်သူစစ်တွေလုံခြုံရေးယူပြီးပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီးပြည်ပရောက်ရဝံလူမျိုးစုဖွဲ့စည်းရှိကောအော်တိုဘော်လ10မှာသဘောထားကြေညာချက်ထုတ်ပြန်နေအော်တိုဘော်ပထမပတ်တွင်ကခေါင်းလက်ဖူးနဲ့ပိုတာအုံမှဒေသခံပြည်သူတွေအမြင့်ကန်စစ်ကောင်စီရဲ့အပေါင်းပါရဲ့ဦးဆောင်မှုနဲ့ပြုလုပ်တဲ့လူမှုဆန္ဒပြပွဲဖြစ်တယ်လို့ဆိုရဲစစ်ကောင်စီက KIU PDF ပူပေါင်းတက်ရှိရနေရာတွေကိုထိုးစစ်ဆင်တာမကပြည်သူတွေထင်မြင်လွဲမစေမယ်မဟုတ်မှန်တဲ့နေထုတ်ပြန်တာစစ်တပ်လုံနေကြနီလက်နေတာဖြစ်တယ်လို့ KI တရင်ပြန်ကြားရေးဌာနတာဝန်ခံဘုံမှုကျင်းတော်ဘုကပြောကြားကြောင်းလဲအော်တိုဘော်လ15နီးညတရင်ဖော်ပြကြမှာတဲ့တွင်ဖော်ပြတယ်။ ဆဲကောင်ဆရာကချင်ဒေသကလက်လွတ်ဆုံးရှုံးထားတဲ့မြေတွေပြန်ရဖို့ပြည်သူစစ်တေအားအသုံးပြုပြီးထိုးစစ်ဆင်နိုင်လှုပ်ဆောင်နေလို့လန်ဆဲဝိုင်းမော်ဖခတ်မြွနယ်မှာကဲဘူဖော့တက်နဲ့တိုက်ပွဲဖြစ်ပွားနေပါတယ်။ဒါပြင်ကဲအကမျိုးသိန်းစစ်စင်ဖော်ဆောင်တဲ့ပုံပေါ်မှာလည်းတိုက်ပွဲတွေတောင်းချောင်းဖြစ်ပွားနေပါတယ်။ဆက်လက်ပြီးနေကံပြောအပြည့်တက်သိမ့်ပိုင်းအနေငယ်ပဲကျန်တဲ့နေရာချုံကိုဆက်လက်ထုံးစစ်စင်နေအေကထုတ်ပြန်မကွေးတိုင်းကဖဲမြွနယ်ကနေကံပြောကုန်းကိုပြည့်တက်သိမ့်ပိုင်းနိုင်မှုလက်ကျန်နေရာချုံကိုထုံးစစ်စင်တိုက်ခိုက်နေပြီးဖန်းနောက်မြွနယ်ကစစ်ကောင်စီ point scan တခုကိုတင်ယူလိုက်တယ်လို့အေကထုတ်ပြန်နေ ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတွေဖြစ်တဲ့မကွေးဘကိုနဲ့ရောင်ရီတိုင်းနယ်ကတိုက်ပွဲတွေပြင်းထန်နေဒေသတွေဆင်းရဲခြင်းတွေကိုအေကအောက်တိုဘာ15ရက်ညမှာထုတ်ပြန်တာပါ။နိုင်ငံပြောင်းအကုန်ကိုပြည်သက်သိမ်းပိုင်နိုင်မှုလက်ချက်တွေအချို့သာကျန်တော့ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကဲတို့ကစင်ကလျားထွက်ပြေးနေတဲ့စစ်သားတွေနဲ့နေရာချို့မှာတိုက်ပွဲတွေဖြစ်နေလို့အေကတရားဝင်ထုတ်ပြန်လာတယ်။ဒါပြင်လက်နက်ချအလင်းဝင်ရောက်သူတွေကိုလည်းစစ်တုံးမဲ့ဥပဒေနဲ့အညီလက်ခံထားကြောင်းသိရတယ်။ အထင်းနာနေတဲ့တက်မှတ်96လောက်ခန့်တိုင်းနေကိုလည်း August Next တင်ပါလာမှာနောက်တန်းပြန်ပို့ပြီး၎င်းတိုင်းနေအစားရှမ်းပြည်နယ်တောင်ပိုင်းချင်းဆိုင် MSN ကိုစစ်ဆေးကိုကံမှုဌာနချုပ်လောက်ခန့်တိုင်းနေကိုပို့ဆောင်ခဲ့ပါတယ်။အင်းနဲ့မမေးတွေကထုံးစင်ချိန်မြင့်လာကြောင်းစတင်ပါလာကွန်ပိုင်းနဲ့အော်တိုဘလဆန်တိုက်ပေါ်ရီမှာစကကခဆခွန်ထိနာခဲ့တဲ့စကကခဆခွန်ကအရာရှိပိုင်းနေဟာနဲ့ရင်ကံပြောကလည်းအော်တိုဘ9ရက်နေ့ကလေးကဆုတ်ခွာသွားလို့သိရတယ်။ တောင်ကုတ်ပန်းတိုင်းလမ်းပိုင်းမှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးပန်းတော်မြို့နယ်ပကံကွင်ချင်းရတောင်ဘက်6ကီလိုမီတာကွာကစစ်ကောင်စီစခန်း63လုံးပိုင်းကုန်းကိုတည်ယူနိုင်ခဲ့လို့ထုတ်ပြန်ပါတယ်။နောက်ရှိမှာစစ်တပ်မြို့နီးပဝင်းကျမလည်းလက်နက်ကြီး drone တွေနဲ့အပြန်အလှန်တိုက်ခိုက်မှုတွေပုံမပြင်းထန်နေပြီးအင်အော်ဒီတိုင်းရေချင်မြို့နယ်ဆက်ဆက်ရကြာနီးမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေရလို့သိရတယ်။ဆက်ဆက်ရကြာဟာလည်းတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့ရေကြီးနဲ့လေမျက်နှာမျိုးစားမှရှိပြီးအပြင်တိုက်ပွဲမှာအထင်အားလို့လေချောင်းကနေပြင်းထန်ပုံစံနဲ့လို့သတင်းရရှိပါတယ်။ ။မကွေးဘူးကုန်းနဲ့ရမရီတိုင်းကရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးနောက်ဆက်တဲ့သတင်းတွေကိုဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့အေကာတီပေးတယ်။ဆက်လက်ပြောနေအကံပြောပြီးသက်သိမ့်ပိုင်ရဲ့နေငယ်ပင်တန်တဲ့နေရာချို့ကိုဆက်လက်ထိုးစစ်ဆင်နေလို့အေကာပြောဆိုပြန်။မကွေးတိုင်းကဖဲမြို့နယ်ကနယ်ဧကန်ပြွာကုန်းကိုပြီးသက်သိမ်းပိုင်နိုင်မှုလက်ကျန်နေရာချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးဖန်နောက်မြို့နယ်ကစစ်ကောင်စီဘက်ကခုကိုတန်းယူခဲ့လို့အေကထုတ်ပြန်ပါတယ် ။ရန်ပတန်လပိုင်းနီးကဂျေဆုစကန်ဖြစ်တဲ့နေရီကံပြွာကုန်းကိုအင်းနဲ့မဟာမိတ်တွေကပြီးခဲ့ဖေဖော်ဝါရီလမှာထုတ်ဆစ်ဆင်ခဲ့တယ်။အဲဒီချိန်အချိန်တုန်းကဒေသတွင်စစ်ရေးနဲ့ခုခံစစ်တွေကိုတမ69ကတာဝန်ယူခဲ့ရပါ။ကာဂစ်ကန်နီကိုအင်းနဲ့မဟာမိတ်တွေကတခုပြီးတခုတန်ယူနေပြီးအထိနာနဲ့စစ်ကောင်စီတမ69တမ69တမမူပုံမူကြီးတမောင်ကျော်လဲမိလာတွေမှာပြန်ဖန်ခံခဲ့ရပါတယ်။လက်ရှိမှာစစ်တပ်မျိုးအနီးပဝန်းကျင်မှာလည်းလက်နက်ကြီး drone တွေနဲ့ပြန်လည်တိုက်ခိုက်မှုတွေပုံမူပြင်းထန်ပြီးရာဝတီတိုင်းရေကြီးမျိုးနဲ့ဆက်ဆက်ရကြံဒီမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ မကွေးဘကုန်းနဲ့အော်ရီတိုင်းတဲ့ကရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးနောက်ဆက်တဲ့သတင်းတွေကိုဆက်လက်ထုတ်ပြန်သွားမယ်လို့အင်ကာတီပေးတယ်။ဇာရပီရန်ကုန်တိုင်းတကောမျိုးသစ်မြောက်ပိုင်း32ရပ်ကွက်မှာအောက်ချွေမှုကြောင့်တိုင်းနယ်ဘွဲကနေကင်ချိန်လုံငယ်တွေကိုဆက်မှုတန်းအတွက်ပေါ်တာဆက်ဖန်စီစလင်းမော်လေပေါ်တာဆက်ဖန်စီမူရင်းဇာတ်တိုက်ဖြစ်နေစေရန်ကုန်တိုင်းတကောမြို့သစ်မြောက်ပိုင်းမြို့နယ်အမှတ်32ရပ်ကွက်မှာနေကင်းချိန် ရောက်ကောင်းဆိုရင်မကြောသိတဲ့ဖွဲ့ကလူငယ်တွေကိုစစ်မှုတန်းအတွက်ပေါ်တာဆက်ဖန်စီနေကြပေါ်တာဆက်ဖန်စီကလူငယ်ချွဲမိဘဆွေမျိုးတွေကပြောတယ်ရခိုလာအတွင်းဖွင့်လိမ့်မယ်စစ်မှုတန်းပတ်စဉ်ဆန့်ရှင်အတွက်တတ်မှတ်လူငယ်ရေးအတွက်မပြည့်မီဟုကြောင့်ပြကတကုံမျိုးသိအမြောက်ပိုင်းမျိုးနဲ့အမှတ်32ရက်ကအောက်ချုပ်ရမှုကြောသိနောက်လိုက်တဲ့ရဲဝင်ထွေနဲ့ထောင်ထွက်သူတွေကနေ့ကင်ချိန်လူငယ်တွေကိုလိုက်လံပေါ်တာဆက်ဖန်စီကြောင့်ဖန်စီရရှိလူငယ်တွေနဲ့မှငွေကြေးတနိုင်သူတွေကိုလူငယ်တောင်းရင်းအနည်းဆုံးသိန်း90နဲ့ပြန်လည်ရေးခိုင်းနေကြောင်းသိရတယ် 32ရက်ကွက်အုပ်စီကြော်တဲ့နောက်လိုက်ရဲဝင်ထင်းနဲ့ထောင်ထက်တကူတိုက်နေကင်းချိန်လူငယ်တွေကိုလိုက်ပေါ်တာဆွဲရရက်ကွက်ထဲကနေမဟုတ်ဘူးကာမတ်တိုင်းလမ်းကျော်လမ်းကြားတွားရသူတွေကိုပါဆွဲရပြီးရင်ဝင်ညစ်တဲ့ဝင်ပြေးနိုင်စစ်မှုတန်းပို့ပါရင်ငလာတူမကွေးတိုင်းစလင်းမြို့နယ်တဲ့ရှီလန်ပိုင်နယ်မြို့ပေါ်ရက်ကွက်တို့မှာလည်းအစက်ဖက်စစ်တပ်ကလူငယ်လေးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းပြည်သူညီနောင်စလင်းတရင်တောင်ကန်ကိုပြည်သူကပြောရင်အော်တိုဘောလဆက်သွဲညပိုင်းစလင်းမြို့နယ်ဆင်ဖြူကျွန်းစလင်းလမ်းပိုင်းမှာမိကင်းမြန်မာ Wi-Fi company ဝန်ထမ်း35နှစ်ရဲ့မြို့သားလူငယ်နှစ်ဦးကလည်း အလောက်ကပြန်လာစဉ်ဂျပန်ဖန်စင်တာပေါ်တောင်ဆက်ဖန်စင်ခဲ့ကြောင်းထို့အတူအော်တိုပါလန15ရက်နေ့ညနေ9:30မိနစ်ခန့်ကျိန်စလင်းမြို့ပေါ်မှာဂျပန်စစ်ကောင်စီတပ်သားတွေနဲ့ဖြူစောထိပ်ကသနတ်တွေပြပောက်ပြီးမြို့ရဲနဲ့ရက်ွက်တွေများအတွင်မှာလူငယ်တွေကိုဖန်စီပေါ်တာဆွဲခေါ်ဆောင်သွားကြောင်းဖန်စီထားတဲ့လူငယ်တွေကိုစလင်းမြို့မှာရဲစခန်းမှာချုံနှောင်ထားကြောင်းသိရတယ်။မလားတူအော်တိုပါလန12ရက်နေ့ကလည်းစလင်းမြို့နယ်စိတ်ကြီးကျားကိုစစ်တပ်ကဝန်ရောက်စီနေပြီးလူငယ်တွေကိုပေါ်တာဆက်ဖန်စီသွားခဲ့ခြင်းဖြစ်ပါတယ်။နောက်ဆက်အောင်ပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါရရှင်။